မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကောင်စီစစ်တုံးဘဲ22ဦးနဲ့လက်နက်အများအပြားတင်စီရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကြောက်ကြီးမျိုးနယ်တွင်ရှိစစ်ကောင်စီတပ်သားများကိုစစ်တောင်းမြို့ဝန်စစ်စင်ရေးဖြင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဇွန်လ26ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်စင်ရေးတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံတိုက်ဆုံခဲ့ပြီးစစ်ကောင်စီတပ်မှအထိကိုက်များစွာဖြင့်ဂစင်ကယောင်စုခွာထွက်ပြေး ဒဇင်ကယောင်ဆုတ်ခွာထွက်ပြေးခဲ့ကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိထားတယ်လို့အသိပေးထားပါတယ်။ထို့ပြင်လက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများအခြားစစ်သုံးပစ္စည်းအများအများကိုလည်းသိမ်းဆီးရရှိခဲ့ပြီးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့်ဖမ်းဆီးရမိသောစစ်တုံးပန်းများကိုဂျနီဗာကွန်ဗင်းရှင်းနဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဖြူဟာ 2025တိုင်ရင်သုံးခွန်သုံးရနဲ့အထူးကွန်မန်ဒိုတိုင်ရင် Spring War Column နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တိုင်ရင်ရှိတိုင်ရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့နောင်ချိုတိုက်ပွဲစစ်တပ်ကအင်အား6000ကျပ်အုံပြုထိုးစစ်ဆင်နေသည်ဟု DPNL ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်ကအင်အား6000ကျပ်အုံပြုထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPNL ကပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။ ရက်ဆောက်ဘတ်ထူနဲ့ဒီနောင်ချိုချာမှာသူတို့ရှိတဲ့ခံမှန်းခြေကတော့အင်အားက3000ဝန်းကျင်ရှိမယ်ပြည်ဦးလွင်ဘက်ကစစ်ကြောင်းကလည်းဒီဘက်ကအင်အားလောက်ရှိမယ်တော်တော်လေးကိုတံပြန်ထိုးစစ်ဆင်လာတဲ့အနေထားမှာကသူတို့ကအရင်ထက်မတူတဲ့လူအင်အားတွေတောက်လျှောက်သုံးပြီးတော့သုံးလာတာမျိုးတွေလက်နက်အင်အား drone တွေပေါ့သုံးလာတာမျိုးတွေရှိတယ်ဟု DPNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဒါအပြင်စစ်ကောင်စီရဲ့ထိုးစစ်အတွက် အကောင်းဆုံးပြင်ဆင်ခုခံနေတယ်လို့လည်း၎င်းကဆက်ပြောပါတယ် သူတို့ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ပြင်လာတာရှိတယ်။ဒီ24ရက်တိုက်ပွဲဆိုရင်လေးချောင်းပစ်ကူလည်းတော်တော်လေးကိုတိုက်ခိုက်တာတွေရှိတယ်။နောက်ပြီးလက်နက်ကြီးတွေပေါ်လေမနေ့ညဒီနေ့မနေ့ထိနောင်ချိုမျိုးတွေကိုလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်နေတာလည်းရှိတယ်ခမညာဟုသူကပြောပါရယ်။ဇွန်လ25ရက်မှာလည်းပြည်ဦးတွင်နောင်ချိုလမ်းပိုင်းကဗန်ပွေးနဲ့ဆက်မစဲကြီးရွာနဲ့တောင်ခမ်းနောင်ချိုလမ်းပိုင်းကကန်ကြီးရွာအနီးကနောင်ဩကြီးရွာတို့မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါရယ်။မနေ့ကတော့တိုက်ပွဲတွေပြင်းထန်နေဒီမနေ့ပိုင်းမှာ ာတော့ကျွန်တော်တာဝန်ယူထားတဲ့အပိုင်းတွေမှာတော့ငြိမ်နေပါတယ်ဟု DPN လေးပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာပြီးအင်အား၆၀၀၀ခန့်အုံပြုထားတယ်လို့ DPN လေးကခန့်မှန်းပါတယ်ရှမ်းမြောက်စစ်တိုင်းကြ ရှမ်းမြောက်စစ်တိုင်းကြဆုံသွားပြီးတဲ့နောက်မှာအထက်ကရှမ်းမြောက်တခွင်ရဲ့ထိုးစစ်ကတော့နောင်ချိုပဲရှိတော့တယ်ရှမ်းမြောက်ရဲ့တပ်တွေအားလုံးဟာလည်းပို့ပြီးတော့အင်အားဖြည့်တင်တာတွေစစ်မှုထမ်းအင်အားတွေရောအကုန်သုံးလာတာမျိုးတွေ့ရပါတယ်ဟု DBNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဇွန်လ25ရက်တရက်တွင်နောင်ချိုမြို့နယ်ကနောင်လင်းနောင်အော်လုံဆန်နဲ့နောင်ဖာကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီတပ်က drone နဲ့ဘုံ28လုံးနဲ့လက်နက်ကြီး68လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တအန်းတက်မတော် CNL ကဇွန်လ26ရက်မှာထုတ်ပြန်ပါတယ်ဇွန်လ25ရက်ကနောင်လင်ကျေးရွာမှာစစ်တပ်နဲ့တအန်းတပ်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က drone နဲ့ဘုံး14လုံးနဲ့လက်နက်ကြီး54လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ် ဒါအပြင်နာဝေါကျေးရွာမှာလည်းစစ်ကောင်စီတပ်နဲ့တန်းတက်မတော် TNL တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင်စစ်ကောင်စီတပ်က drone နဲ့ဘုံးခုနှလုံးလက်နက်ကြီးခုနှလုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာလုံဆန်းကျေးရွာကိုလည်း drone နဲ့ဘုံးလေးလုံးလက်နက်ကြီးခုနှလုံးပစ်ကူတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခါရွာဘက်ကိုလည်း drone နဲ့ဘုံးသုံးလုံးကျဲချခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်တိုက်ပွဲဧရိယာအနီးကကျေးရွာသားတွေကိုလွန်ခဲ့တဲ့ဇွန်လ20ရက်ကလေးကရွှေ့ပြောင်းထားပြီး ီးပြီလို့ဆိုပါတယ်စစ်ပေးဆောင်ပြည်သူတွေအတွက်အကူအညီတွေလိုအပ်နေလို့အရက်ဘက်အဖွဲ့အစည်းတွေအနေနဲ့ကူညီပေးကြဖို့ကိုလည်း DPNL ကတောင်းဆိုထားပါတယ်နောင်ချိုမြို့နယ်မှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့စစ်ကောင်စီတပ်ပေါ်တံပြန်ထိုးစစ်စွန်လ24ရက်မနက်ကစတင်ခဲ့ပါတယ်တစ်တုံညာနေခွန်စစ်စင်ရေးအပိုင်းနဲ့စတင်ခဲ့တဲ့နေ့ရက်တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မရောက်မီတရက်အလိုမှာနောင်ချိုမြို့နယ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်တစ်တုံညာနေခွန်စစ်စင်ရေးအပိုင်းနှစ်ကို2024 လေဇွန်လ25ရက်နေ့မှာစတင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲတအန်းတမရော TNL နဲ့ PDF ပူးပေါင်းတပ်တွေကနောင်ချိုမြို့ကိုစတင်သိမ်းပိုက်ခဲ့ပါတယ်စစ်ကောင်စီကလည်းတောင်ခမ်းကအမြောက်တပ်ရင်းတွေကနေနောင်ချိုမြို့ကိုပါပြန်သိမ်းနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့်ဇွန်လလေကစပြီးနောင်ချိုမြို့နယ်မှာအနည်းဆုံးကျေးရွာ9ရွာတိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာတွင်စစ်သားအချင်းချင်းလက်နက်ကြီးဖြင့်မှာရင်ပစ်ခတ်မှုကြောင့်စမ်းပုတ်ရွာကိုမိရှုပ်ရန်ရောက်နေသောစစ်သားများကိုထိမှန်ပြီး၅ဦးသေဆုံးလက်ဗရန်တွင်ပြူစောထီတအူးအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တကူတိုင်းမင်းလာမြို့နယ်တွင်အကြမ်းဖက်စစ်သားချင်းချင်းလက်နက်ကြီးဖြင့်မာရင်ပစ်ခတ်ခြင်းကြောင့်စမ်းဘုတ်ရွာကိုမိရှုရန်ရောက်နေတဲ့စစ်သားများကိုထိမှန်ပြီး၅ဦးသေဆုံးခဲ့ကြောင်းဒေတာရင်းစီရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ဇွန်လ24ရက်နေ့ည9နာရီကမှမင်းလာမြို့နယ်ရွေးကုန်းရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအရက်မူပြီးလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာစမ်းဘုတ်ရွာကိုမိရှုရန်ရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကြားရောက်ပောက်ကွဲခဲ့ကြောင်းသိရပါရယ်ထို့သူကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက် က်စစ်ကောင်စီတပ်သား၅ဦးတေဆုံးကစစ်သားအလောင်းများကိုစမ်းပုတ်ရွာကိုပြန်လည်တေဆောင်သွားကြောင်းသိရပါဗျ။ဇွန်လ24ရက်နေ့ကည9နာရီလောက်ကရွှေကုန်းရွာကစခရီကအရက်မှုပြီးလက်နက်ကြီးတွေနဲ့ရန်ပစ်တောင်စမ်းပုတ်ရွာကိုမီးရှို့ဖို့ရောက်နေတဲ့စခအုပ်စုတွေကိုလက်နက်ကြီးကြောက်ပောက်ကွဲပြီးငါးကောင်ထံမင်းတေဆုံသွားတယ်သူတို့အလောင်းတွေကိုစမ်းပုတ်ရွာကိုပြန်လည်တေဆောင်သွားတယ်ဟုဒေတာရင်းစီရေးတရင်ရှင်မြရဲ့ပြောကြားချက်အရသိရပါဗျာ အကျန်းဖဲစစ်ကောင်စီတပ်သားများဟာဇွန်လ20ရက်နေ့မှာတောင်ပြက်ရွာဇွန်လ22ရက်နေ့မှာရွေးကုန်းရွာနဲ့ဥတိုကျဲလန်းစုရွာဇွန်လ23ရက်မှာဆက်ချောင်းရွာဆင်ရင်ချောင်းပေါရွာဂန်ကော်ပင်ရွာဘိုးတချောင်းရွာငလာဆန်းရွာနဲ့ဖားလီခွင်းရွာဇွန်လ24ရက်နေ့မှာစမ်းဘုတ်ရွာဇွန်လ25ရက်နေ့မှာကျွဲမကိုင်းရွာတို့ကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်ဗကိုအတိုင်းလက်ဗရန်မြို့နယ်မှာလည်းပြူစောတီတူဂိတ်ဆောင်နေစဉ်ထွက်ပြေးလာပြီးတော်လန်ရေးတပ်ဖွဲ့များထံအလင်းဝင်ရောက်ခဲ့ကြောင်းဒေတာရင်းစီရေးတရင်ရင်မြေကြီးပြောဆိုချက်အရသိရှိရပါသည်။ဇွန်လ20ရက်နေ့မှာလက်ဗရန်မြို့နယ်ရန်ကုန်ပြည်ကားလန်းပေါ်ရှိကွမ်းချံရွာစစ်စေးရေးဂိတ်မှာပြူစောတီတူဟာဂိတ်ဆောင်နေစဉ်လက်နက်ယူဆောင်လာခြင်းမရှိဘဲတော်လန်ရေးတပ်ဖွဲ့များထံထွက်ပြေးကာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။